ဒါဆက်ရှုံးတည့်ရလေးပေါ့နော်ဆက်ရှုံးတည့်ရလေးနဲ့ဒါတက်မတော်နဲ့ညီနိုင်ဆွေးနွေးမှု၉ချိန်မြောက်မှာအဆင်ပြေသွားတယ်၉ချိန်မြောက်မှာအဆင်ပြေဆိုတော့ဟုတ်ဒါကုမင်းမျိုးမှာဒါ29ရက်နဲ့28ရက်နေ့ကဒါတို့ညီနိုင်ဆွေးနွေးမှုလုပ်တယ်ညီနိုင်ဆွေးနွေးမှုလုပ်တဲ့အချိန်မှာဒါတစ်ဖက်နဲ့တစ်ဖက်သဘောတူညီမှုရရှိသွားပြီးတော့အပြစ်ခတ်ရစေးရေးလက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်ရေးထိုးနိုင်ခဲ့ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့ပြောချင်တာကကောင်းလားဆိုတော့လေကောင်းပါတယ်နော်ကောင်းလားဆိုတော့လေကောင်းတယ်မကောင်းလားဆိုတော့လေမကောင်း မကောင်းလားဆိုတော့မကောင်းကျွန်တော်ပြောရရင်နိုင်ငံရေးပါမှာဆိုလို့သိကြပါတယ်ကျွန်တော်မနေ့ကပုံစံမျိုးတာပြောလိုက်မယ်ဆိုလို့ရှင်တော့နိုင်ငံရေးတွေအများကြီးပါကုန်မှာเนาะဘာလို့ဆဲတာဆိုတာပြပါကုန်မှာအဲ့တော့ထားဒီနေ့တော့ကျွန်တော်အေးစေးစေးနဲ့ဒါစိတ်တည်ငြိမ်ဆောင်နဲ့ပြန်ပြောပြမယ်အဲ့တော့အကြံပတ်တည့်ရလေကဒါသူတို့နောင်ချိုကြောင်မဲတီဘောနော်မန်တုံ PND မိုးကုတ်မိုးမိတ်နော်စားတဲ့ကြောပေါ့ကွက်ခိုင်စားတဲ့ကြောအားလုံးကိုသူတို့တွေနေမြထင်းချုပ်ဆင်ကဒီဆောက်တောင်းသားတွေခွေးတောင်းသားတွေဆောက်ကြီးဆောက်ကြီးပြောကြတဲ့စကားရှိရဲ့ ဆောက်ကြီးဆောက်ကြီးပြောခဲ့တဲ့စကားရှိရဲ့အများကြီးပဲတကောင်ဆောက်ကြီးဆောက်ကြီးတက်မတော်စော်ကပုတ်ခတ်တာလေနော်ပြီးရင်တက်မတော်ကနဲ့ဒါသူတို့နဲ့ညှိနှိုင်းဆွေးနွေးမှုလုပ်တဲ့ကာလတစ်လျှောက်လုံးမှာလေဒီကောင်တွေကအပေါ်ဇီးရက်နေပြီးတော့ဆက်ဆံပြီးတော့ပြောဆိုတာတွေရှိတယ်ပြောဆိုတာရှိရဲ့အခုဒီကောင်တွေကစစ်ရှုံးမှအခုဒီကောင်တွေစစ်ရှုံးမှတက်မတော်ခေါင်းလေးငုံပြီးတော့ကျွန်တော်တို့မှားပါတယ်ကျွန်တော်တို့တနာပါငဲ့ညာပါဆိုတော့ဆောက်ချုံမျိုးလာလောက်တာလာလောက်တာအဲ့တော့တက်မတော်ကလူကြီးတွေရဲ့လေနော်အပေါ်ပိုင်းကမောင်မင်းကြီးသားများကလည်း နားလေခုတ်လွတ်ပေးတယ်အနားလေခုတ်လွတ်ပေးရမှာမဟုတ်ဘူးအဲ့မိလို့လို့အသေးပြင်းရမှာအသေးပြင်းရမှာအဲ့ဒါမှဒီကောင်နေနောက်သူနလမထောင်ရင်းမှာနောက်သူနလမထောင်ရင်းမှာနော်အခုဘာဖြစ်လဲကျောင်းကပြက်ခက်ရစဲရေလှုပ်ပေးလိုက်တော့ဒီကောင်နေစစ်ကိုအင်အားပြန်ဆုလို့ရတာပေါ့နော်အင်အားပြန်ဆုလို့ရအင်အားပြန်ဆုလို့ရပြီးသွားရင်ပြန်လုံးမှာပဲပြန်မလုံးဘူးလို့ရောဘယ်သူကအာမခံလဲဘယ်ကောင်အာမခံမှာတော့ဟုတ်လားဟုတ်လက်နက်ကန်လက်နက်ကန်စောက်ကျင်ကိုကျင့်တာဖြစ်ပါတယ် လက်နက်ကန်လက်နက်ကန်ဆောက်ကြကျင်တာညောပြောတာကိုကန်းနဲ့ကျွန်တော်တို့ဟိုအပြစ်ခက်ရစေးကြီးကာလပြစ်ခက်ရစေးကြီးသဘောတူညီမှုယူတဲ့အချိန်ကကျွန်တော်တို့ဘာမှမပြောခဲ့ဘူးကောင်းတယ်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တို့ပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့စစ်ကြီးငိမ့်တာပေါ့နော်သူတို့ကလည်းဒါသူတို့ရတဲ့ရထရရကျင်တဲ့ရပိုင်ခွင့်တွေကိုသူတို့တောင်းတယ်ဒါတက်ကလည်းပေးနိုင်တဲ့အတိုင်းအတာတစ်ခုကိုပေးတယ်ဒီလိုနဲ့ညှိနှိုင်းဆွေးနွေးမှုအောင်မြင်ခဲ့ကြတယ်ဒါကျွန်တော်တို့လက်ခံတယ် အခု DLA နဲ့မှကြည့်ကြည့်လိုက်ပါနော် DLA နဲ့ကြည့်ကြည့်လိုက် DLA နဲ့ကျွန်တော်၉ချိန်တိတိညနေဆွေးနွေးခဲ့ကြတယ်အခု၉ချိန်မြောက်မှာမှအဆင်ပြေတာအဘာကြောင့်အဆင်ပြေလဲအဖြစ်ရရှင်းရှင်းလေးကျွန်တော်ကြောင်မဲတီဘောနောင်ချိုးအဲ့မျိုးတွေကိုတက်မတော်ကတာအလုံးစုံထိုးစစ်ဆင်ပြီးတော့တင်ပိုက်ပြီးတယ်လို့ဒါသူတို့ရဲ့ဒီကိုပိုင်ဟိုကိုပိုင်ပြည်နယ်လေးပေါ့နော်ကိုပိုင်ပြည်နယ်လေးကိုဒါတက်မတော်ကလေချောင်းနဲ့ပေါက်အမြဲတမ်းတော့တော့ဖွင့်ပြနေတော့ဒီကောင်တွေကစင်ရတယ်ချိုးတဲ့တယ်ရှုံးနေလာတယ်ရှုံးနေလာတော့သူတို့တွေမထင်းချိုးနိုင်တော့ဘူးဆိုတာသိတဲ့အတွက်ဘာဖြစ်လဲအပြည့်ရက်ပေးပါ ကျွန်တော်တို့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးပါမယ်ဆိုပြီးတော့ငင်းငယ်လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်နော်ငင်းငယ်လက်မှတ်တော့မဟုတ်ဘူးအပြစ်ခက်ရဲ့စည်းလက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်နော်ဒါတို့တည်လီနဲ့တက်မတော်နဲ့ဟိုပါပေါ့အပြစ်ခက်ရဲ့စည်းလက်မှတ်ထိုးရတယ်ပတ်သက်ပြီးတော့ရှင်းပြတာဖြစ်ပါတယ်နော်နောက်တစ်ခါတော့ကောင်းလားဆိုတော့ကောင်းပါတယ်ကောင်းလားဆိုတော့ကျွန်တော်တို့ဒါမီးငိမ့်သွားတာပေါ့နော်စင်မီးငိမ့်သွားတာပေါ့အစင်မီးငိမ့်သွားတာလက်ရှိ တည်လေကဒါမိုးကုန်းနဲ့မိုးမိတ်ကိုပြန်ပေးမယ်ဒါဒီမိုးကုန်းနဲ့မိုးမိတ်ကိုဒီလာဆပြီးတော့ပေါ့နော်သူတို့ဖြည်းဖြည်းချင်းပြန်ဆုပ်သွားမယ်ဒီပိုင်းနဲ့ထဲတော့သူတို့မဆုပ်နိုင်ဘူးဒါသူတို့ဖြည်းဖြည်းချင်းဆုပ်ခွာပေးသွားမယ်တမတော်စစ်ကြောင်းတွေတော့ရောက်တဲ့နေရာမှာရက်ပေးဖို့နော်သူတို့အနေနဲ့ဒါခေါင်းလေးဝင်ပြီးတော့တောင်းဆိုလာတာတွေ့ရတဲ့အတွက်ဒါသူတို့တွေပြန်ဆုတ်နေပြီဒါမိုးမိတ်နဲ့မိုးကုတ်ကဒါဒေတာကံပြည်သူတွေမကြခင်ကြည်မိုးမိွာပဲနဲ့မိုးကုတ်ကိုပြန်အမှဖြစ်ပါတယ်မိုးမိတ်ကိုပြန်အမှဖြစ်ပါတယ်နော်ကြည်မိုးမိွာပဲနဲ့တရလီလက်ထက်ရရှိခဲ့တဲ့နှစ်မျိုးဖြစ်ပါတယ် အထိုနီးတူစွာတည့်လီနဲ့တက်နဲ့ဘာတွေထပ်ပြီးတော့ဆက်လိုက်ပြီးတော့ညှိနှိုင်းနဲ့ညှိနှိုင်းတဲ့ထဲမှာအဆင်ပြေသွားလဲဆိုလို့ရှိရင်ဒီတည့်လီအနေနဲ့လက်ရှိမိုးကုတ်မိုးမိတ်ကိုသူတို့ပြန်ပေးမယ်ပြန်ပေးပြီးရင်သူတို့တဆင်ချင်းပြန်ထွက်ပေးမယ်တဆင်ချင်းပြန်ထွက်ပြန်ဘယ်နေရာထိထွက်မလဲဆိုတော့သူတို့ကွက်ခိုင်မှာဒါသူတို့ပြန်ဆုတ်ပေးမယ်ကွက်ခိုင်ကိုလည်းဒါသူတို့နိုင်ငံတော်လက်ထက်ကိုပြန်အပ်မယ်အဲ့တော့အဲ့လိုဖြည်းဖြည်းချင်းဆုတ်ပေးမယ်။စစ်ကိုတော့ရက်ပေးဖို့ဆိုပြီးတော့ဒါသူတို့တောင်းဆိုတယ်။ထုံနီးလို့ဆိုတာဒီကိုယ်ခိုင်ကိုဒါ ဟွာလဲဒါ MNND A ကိုကလက်နက်ကန်လဲသူတို့ပြန်စုပ်ပေးမယ်သူတို့နှစ်ဖွဲ့စုပ်ပေးမယ်ဆိုလို့ရှိရင်အဲ့မှာကြံနေတဲ့တစ်ဖွဲ့ကဘယ်တစ်ဖွဲ့လဲအကြံဘက် KIA ကြံမယ်အကြံဘက် KIA ကြံမယ်ဖြစ်တဲ့အတွက်အကြံဘက် KIA ကတော့အတုတ်ခံအောင်မယ်အတုတ်ခံအောင်မယ်အဲ့တော့မီးဖုတ်ခံရမှာမီးဖုတ်ခံမှာဖြစ်ပါတယ်နော်အဲ့တော့ KIA နဲ့ဒါတက်နေလဲဒါညီနိုင်ဆွေးနွေးဖို့သဘောတူညီမှု ရရှိခဲ့ရရှိပြီလို့တော့သိရတယ်ဒါလက်ရှိသူတို့ညီနိုင်ဆွေးနွေးမဲ့နေရာကိုဒါညီနိုင်ဟိုကလုတ်တဲ့မြို့ပေါ့နော် မြို့ကိုဒါညှိနှိုင်းနေတာအဆင်မပြေသေးဘူးဖြစ်နေ။ဟောဒီ KIA ရလဲဒါတို့ဒီဟိုဟာမှာမြေကြီးနားမှာပဲပြေဆုံးညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့နော်။ဒါတက်ကလည်းမြေကြီးနားအောင်မလာနိုင်ဘူး။လာစရာအကြောင်းမရှိဘူး။နော်အပေါ်စီကဆက်ဆံပြီးတော့မင်းတို့ဟိုဟာလုပ်တယ်တကယ်ငင်းချမ်းကြီးလိုချင်တယ်။တကယ်ငင်းချမ်းဟိုအပြစ်ခက်ရဆဲချင်တယ်ဆိုနေပြည်တော်ကိုလာခဲ့။နေပြည်တော်မှာငါတို့ညှိမယ်။မင်းတို့လိုချင်တာကိုလည်းငါတို့ဖြစ်နိုင်ပေးမယ်ငါတို့လိုချင်တာကိုလည်းမင်းတို့ဖြစ်နိုင်ပေးအဲဒီလိုတွေညှိနှိုင်းမှုတော့ကိုသူတို့လက်ရှိ ။ဒါညှိနှိုင်းမဲ့နေရာကိုညှိနေတာကိုညှိမြအောင်ဖြစ်နေတယ်။အဲ့တော့နောက်ဆုံးသူတို့ဘယ်မျိုးမှညှိနှိုင်းမလဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရမှာပေါ့နော်။ဒါဆက်ဆက်ပြီးတော့ပြောပြတာပါ။အော် KNY ပဲကြံခဲ့မယ်၊ကွက်ခိုင်ကိုလည်း။အဲ့တော့ KNY ကိုလည်းဒါတက်ကမောင်းထုံးမဲ့အနေထားမှာရှိတဲ့အတွက်ဒါတရလီရလည်းဒါကွက်ခိုင်ရနေပြီးတော့သူတို့ဖြည်းဖြည်းချင်းပြန်ဆုပ်ပေးမယ်ပေါ့။ဟော DL ကသူတို့ထိန်းချုပ်ဆုံးမထားတဲ့နေရာတွေမှန်သမျှအားလုံးကိုဖယ်ပေးရမှာဖြစ်ပါတယ်ဖယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ DL ထိန်းချုပ်ထားတဲ့မျိုးတွေအားလုံးက ကြည်မိုးမိပါပဲနဲ့နိုင်ငံတော်လက်ထက်ပြန်ရောက်มาဖြစ်တဲ့အတွက်ဒါလည်းကောင်းတဲ့အကောင်းလေးတစ်ခုလိုပဲညင်းမိပါတယ်နော်နိုင်ငံတော်ကအကြီးကဲတွေအနေနဲ့ကလည်းဒါကြည်မိုးမိရခြင်းတဲ့အတွက်လူတွေအသက်တွေတည်ကြည်ပြက်စင်းမှုတွေမဖြစ်ချင်တော့တဲ့အတွက်နော်ဆစ်ရှုံးတည့်ရလေရဲ့ခေါင်းဝင်ရှုံမှုကိုခေါင်းလေးညှိပြီးတော့လက်ခံပေးလိုက်တဲ့အနေအထားတစ်ခုမှာတွေ့ရပါတယ်အဲ့တော့နောက်တစ်ခုဒါတက်ကတည့်ရလေလက်ထက်မှာရှိတဲ့ဒါဆစ်တုံမချိုးကိုလည်းပြန်တောင်းထားတယ်လို့ကျွန်တော်တို့သိရတယ်ဟောဒါတည့်ရလေရဲ့လည်းသူတို့ပြန်ပေးမယ် တို့ရလဲဒါတွေကိုပြန်ပေးမယ်သူတို့တက်ကတောင်းတာမှန်သမျှကိုသူတို့အတက်နိုင်ဆုံးသူတို့ဖြည့်ဆည်းပေးမယ်ပေါ့ဖြည့်ဆည်းပေးမယ်ဒါသူတို့အပြည့်ရက်ပေးဖို့ပဲဒါတရလီကတော့တောင်းဆိုထားတာဖြစ်တယ်အဲအားဆိုလို့ရှိရင်တရလီအနေနဲ့သူတို့ဘယ်လောက်စစ်ရှုံးနေဆိုတာရန်ကြီးသိတာပါတယ်အဲ့တော့မိုးကုတ်ကတော့လုံးဝဟောင်းလောင်းကြီးပဲကြံနေတာပါနော်ဟောင်းလောင်းကြီးပဲကြံနေတယ်ဘာလို့ဟောင်းလောင်းကြီးပဲကြံနေရလဲဆိုတော့ဒါအကြံပတ်တရလီအနေနဲ့သူတို့စစ်ရှုံးနေစစ်ရှုံးနေတော့သူတို့ဒီဝါးစီကနေပြီးတော့သူတို့ချီးထားတဲ့စစ်သုံးစေးချီးထားတဲ့ ငွေတွေကိုဒါဘီလီယံနဲ့ချီပြီးရောမှာဖြစ်တဲ့အတွက်တို့ဒီမိုးကုတ်မှာရှိတဲ့ကြောင်းမြက်ရေတနာတွေအားလုံးကိုဒီကောင်းနေရတဲ့နေရာနဲ့အကုန်တူးဖော်သွားပြီတူးဖော်သွားပြီအခွန်မဲကျန်တော့လေဒါတရလီနဲ့ဆက်ဆက်ပြီးပြောပြတာဖြစ်ပါတယ်အဲ့တော့တရလီကဆုတ်ပြီးမယ်မန်ပီဒီအက်တွေကတော့တို့ရသလောက်ကိုတို့ထိန်းချုပ်ထားတဲ့နေမီတွေမှန်သမျှတို့ဟိုကောက်ခွဲမယ်ဆိုပြီးတော့ဒါမန်ပီဒီအက်ကဒါထုတ်ပြန်လာတာတွေ့ရတယ်အဲ့မန်ပီဒီအက်အဖွဲ့ကိုလည်းကျွန်တော်ပြောချင်တာတစ်ခုကခွေးလေးခုံလို့ဖုံမထားပါဘူးเนาะခွေးလေးခုံလို့ဖုံမထားဘူးအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ ခွေးကြီးဖုံတာတော့ခွေးကြီးခုံတာတော့ဖုံမထားပဲနဲ့အခုနှောင်ကွဲပြီးတော့သူ့နေရာသူ့သူ့နေရာမှန်ကိုပြန်သွားပြီခွေးလေးဆိုရင်တော့တက်ကရိုက်တက်ပြီးတော့စပြုတ်လောက်တောက်ပြလိုက်မယ်စပြုတ်လောက်တောက်ပြလိုက်မယ်အဲ့တော့မန်ပီရီယားဆိုတာကခွေးတတာပဲရှိတာခွေးတတာပဲရှိတာနော်သူများကျွေးမှစားရတဲ့ဘဝနော်သူများအသားတွေစားလို့သူတို့ကအယိုးကိုက်ရတဲ့ဘဝဖြစ်တဲ့အတွက်နော်မန်ပီရီယားကရောသူတို့ဘလောက်ထိသူတို့ဒီနေရာကြီးကိုဘလောက်ထိချုံနိုင်မလဲဆိုတာစဉ်းစားကြည့်ပီရီယားဆိုတာက ညောင်းမြန်မာနိုင်ငံမှာခွေးဆင့်တတာပဲရှိရယ်ခွေးဆင့်တတာပဲရှိရယ် NUG တွေကတော့ကောင်းစားလို့ NOB တွေကတော့ကောင်းစားလို့မြေပြင်မှာစစ်တိုက်နေတဲ့အကြမ်းမဲ့ PDF တွေကတော့ခွေးဆင့်တတာပဲရှိရယ်ဘာဖြစ်လို့လဲဆိုတော့ခွေးရမနော်အိမ်အိမ်မှာမွေးတဲ့ခွေးဆိုလို့ရှိရင်တယူတရားနဲ့ခင်ဗျအသားနဲ့ငါးနဲ့နော်ထမင်းကိုစပယ်ရှယ်စားရသေးရယ်အခုအမန် PDF ဟိုမန် PDF မဟုတ် PDF ဆိုတဲ့ကောင်တွေကခွေးခွေးတော်မှာသူတို့ထက်တိုင်အောင်မယ်ဘာလို့လဲသူတို့မှာတော်ထဲမှာအိတ်တော်ထဲမှာစားတော်ထဲမှာ ဖြစ်သလိုနေနော်တော်ထဲမှာဖြစ်သလိုနေပြီးတော့ရှူရှဲလေးတစ်ထုံးနဲ့ပြီးရင်ပြီးသွားတာပဲနော်တခါလေထမင်းမစားပဲရေတောက်ဘိုင်းမောက်အေးရတဲ့ကောင်နေနော်အဲ့တော့သူများအယိုးသူများစားပြီးသားအကျွမ်းကျင်အယိုးကိုကြိုက်စားရတဲ့တလေးဆန်နေဖြစ်တဲ့အတွက်ဒီကောင်တွေကခွေးဆင်တတပဲရှိပါတယ်နော်ခွေးဆင်တတပဲရှိရဲ့ PDF တွေကဒါကြောင့်မလို့ PDF တချို့ဒါညီငယ်ညီငမငယ်တွေအကိုအမရဲ့ PDF တွေအမြင်မှန်ရသည်မီမဖြစ်နိုင်တော့တဲ့လမ်းကြောင်းကြီးကိုဆက်လျှောက်နေရင်လမ်းမအိုးပဲရောက်နေမှာဖြစ်ပါတယ်လက်ရှိ နိုင်ငံတော်လှုပ်ပေးမဲ့ရွေးကောက်ပွဲမှာဒါပူပေါင်းပါဝင်ပြီးတော့အလင်းဝင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကြီးကောင်းသားရေးတော်ကိုအားလုံးပူပေါင်းပါဝင်ပြီးတော့အမြင်မှန်ရသိမေးလို့ပဲမက်ဆေ့ပေးကြပါတယ်ဒုတိယပိုက်ပေးနေဖြစ်ပါတယ်ဒါကဒုတိယပိုက်ပါဒုတိယပိုက်ကတော့လက်ရှိတာမန်ပီရီရဲ့ဒါဟိုပါပေါ့ထုတ်တဲ့စာသူတို့သူတို့ထိန်းချုပ်ထားတဲ့နေမြေတွေကနေပြီးတော့သူတို့အတက်နိုင်ဆုံးကာကွယ်သွားမယ်ဆိုပြီးတော့ဒါထုတ်ပြန်လာတဲ့စာကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်နော်အဲတော့မန်ပီရီရဲ့ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုတာစောင့်ကြည့်အောင်စောင့်ကြည့်အောင် ခွေးလေးခုံလို့တော့ဖုံမထားဘူးဆိုရဲ့အကြောင်းလေးတော့ထည့်ပြောပြလိုက်ပါသည်နောက်ခါတော့ဒီကချင်ပြည်နယ်ဘက်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေကပြင်းထန်နေတယ်ပြီးရင်ဒီကရင်ပြည်ကြားပြည်နယ်ဘက်မှာလည်းဒါတိုက်ပွဲတွေကဆက်လက်ပြီးတော့ပြင်းထန်နေတယ်အဲ့တော့တိုက်ပွဲကတော့နေရာတော်တော်များများမှာဖြစ်နေတာ ဖြစ်တဲ့အတွက်ဒါတိုက်ပွဲလေးတော့ဖြစ်နေတာရှိတယ်ဒီရခိုင်ဘက်မှာလည်းဒါဟိုတိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေတယ်အဲ့တော့လက်ရှိရှမ်းမြောက်တခွန်ကတော့ပြပြဆိုင်အောင်အေဂျင်တို့မဲ့ကာလာဖြစ်တဲ့အတွက်တက်မတော်စစ်ကြောင်းနေလေဒါရောက်တဲ့နေရာမှာရက်ထားပြီးအဲ့တော့မကြခင်ရခိုင် ရခိုင်ဖင်ကောင်းကျေနေတဲ့အေထွန်းမြက်နိုင်ထမင်းဝအောင်စားပြီးတော့ဘယ်နိုင်ငံကိုထွက်ပြေးသွားမလဲဆိုတာမကြခင်ကျွန်တော်ပြည်သက်တွေနားဆင်ရတော့မှာဖြစ်ပါတယ်နော်အဲ့တော့ရခိုင်ထွန်းမြက်နိုင်ကတော့ထမင်းဝအောင်စားပြီးတော့ဘယ်နိုင်ငံကိုထွက်ပြေးသွားမလဲဆိုတာဆောင်ကြတော့မယ်ကာလာကိုရောက်ပြီးတက်က DLA နဲ့လည်းဒါအပြစ်ခက်ရဲစဲကြီးကိုသဘောတူလိုက်ပြီးဖြစ်တယ်လို့ဒါကိုကတ်နဲ့လည်းသဘောတူညီမှုယူထားပြီးဖြစ်တဲ့အတွက်ရှမ်းမြောက်တခွန်တော့ကတော့ဒါစိတ်ချရတဲ့အနေထားတည်းရမှာရှိနေပြီမဲ့ တစ်ဖက်ကဒါရံပတ် A တွေကိုတော့ခွေးမောင်းတယ်လို့မောင်းထုတ်တော့မယ့်ကာလကိုရောက်နေပြီဖြစ်တဲ့အတွက်မကြခင် A ထွန်းမြက်နဲ့ဥဆောင်တဲ့အကြံပတ် A တွေဘလို့တွေအသေးဆုံးနဲ့တည်မလဲထွန်းမြက်နိုင်ပါထွန်းမြက်နိုင်ဥစည်းပြီးတော့ဘယ်ကောင်းနေဘလို့ဘယ်နိုင်ငံကိုထွက်ပြေးသွားမလဲဆိုတာမကြခင်နားဆင်တော့မယ့်ကာလဖြစ်ပါတယ်နားဆင်တော့မယ့်ကာလဖြစ်ပါတယ်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါကျွန်တော်မြတ်ပြည်သူတွေတည်ပြီးသားဖြစ်တဲ့အတွက်နော်အမှုပညာရှင်၃ဦးကိုဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လောင်တယ်လို့ပြောင်းတယ်လို့လုပ်တဲ့အတွက်လက်ရှိအေးအေးယူခြင်းကိုခံလိုက်ရပြီဖြစ်ပါတယ်။ဒါအဲ့နုပညာရှင်တွေကတော့ဒါကျွန်တော်မျိုးပြည်သူတွေတည်ပြီးသားဖြစ်တဲ့ဒါရိုက်တာ Mighty နော်။ဒါနာ Mighty ရဲ့ရိုက်ချက်ဆိုတာကျွန်တော်မျိုးပြည်သူတွေခြေပြုရသေးခြေပြုမှာပါနော်။ဒါရိုက်တာ Mighty Mighty ကဒါကျွန်တော်ဒီစီရီယံမှာလည်းသူတို့ပါဝင်နေဒါသွေးသွနိုးသောမှုတွေမှာဒါပူပေါင်းပါဝင်တဲ့သူ့ကိုဖမ်းဆီးချုံနှောင်ခဲ့တယ်။ဒါ2020နှစ်မှာလားမသိဘူးเนาะသူ့ကိုဒါနောက်တစ်ချိန်ဒီလိုမျိုးဖြစ်စဉ်မျိုးထပ်ဖြစ်ရဲ့ဒီအမှုပါပါရမယ်ဆိုပြီးတော့ကျတော့ သူ့ကိုချမ်းသာဝင်ပေးလိုက်တယ်ဒါထွက်ခွင့်ပေးလိုက်တယ်ထောင်ထဲနေပြီးတော့အခုဒီကြိမ်ထပ်မပေါဝင်လာတာဖြစ်တဲ့အတွက်သူကထောင်နှန်းဆန်ရမယ်တတိသာပုံကူဖြစ်ပါတယ်နော်တတိသာပုံကူဖြစ်ပါတယ်မိုက်တီးကတော့နောက်တစ်ခွတော့ဒါမနေ့တနေ့ကမှပေါက်ဖွာလာတဲ့နော်ဟာသားလို့လို့ဘာလို့လို့နဲ့ဒါသူတို့နဲ့အတူပူပေါင်းပြီးတော့ဟိုဟာသားတွေရိုက်တဲ့တွက်လက်တို့ဘာတို့တော်မှနော်ကိုတွက်လက်တို့တော်မှဒီလိုမျိုးတွေမလုပ်ဘူးဒီကောင်ဖိန်ထရရပြီးတော့ကျတော့ ဘာရီထဖင်ရလဲတော့မသိဘူးเนาะသူဟာသားကြီးလဲကျွန်တော်တို့ကြီးပြစ်ပါတယ်เนาะဘာရီထဖင်ရလဲမသိဘူးအဲ့တော့အုံတိုင်းအုံတိုင်းလဲထောင်နှန်းဆန်တော့မှာဖြစ်ပါတယ်เนาะထောင်နှန်းဆန်တော့မယ်အဲ့တော့သူများရောသူများရောတိုင်းရောရောင်ပြီးတော့လှုပ်လိုက်တာအခုတော့သူမိသားစုလဲအင်ဂျင်ရန်ကြီးပြတ်တယ်သူကိုယ်တိုင်းလဲထောင်နှန်းဆန်ရမှာတယ်เนาะအဲ့တော့အုံတိုင်းပြီးရင်နောက်တစ်ခါတော့ဒါကြော်ဝင်းထွက်ပေါ့ကြော်ဝင်းထွက်ဒါကျွန်တော်ငငယ်က ကြည့်ဘူးတဲ့ဒီကောင်ရဲ့ဇကားတွေကိုနော်တော်တော်များများကြည့်ဘူးတဲ့အခုလေအခုနောက်ပိုင်းလေးကျွန်တော်ကြည့်ပြပါတယ်နော်သူလည်းအခုတော့ထောင်နှားစာမှာဖြစ်ပါတယ်နော်ဒီနုပညာရှင်သုံးကတော့ဒါရွေးကောက်ပွဲကိုလောင်တယ်လို့သိရတယ်လို့လုပ်တဲ့အတွက်ဒါဖန်ဆီးချုံအောင်ခြင်းကိုခံနိုင်ရပြီဖြစ်ပါတယ်နော်ဒါလေးလည်းကျွန်တော်ထည့်ပြောပေးခဲ့တယ်အဲ့တော့နောက်တစ်ခါတော့အကြံပတ် PDF အနေနဲ့နော်ခွေးချက်ခွေးချက်ကြံပြီးတော့ဖြက်စီးနေရရှိပါတယ်နော်တရားဆောက်တော့လည်းသူတို့မပါဘူးလန်းခင်းတော့လည်းသူတို့မပါဘူး ဟိုဘာလို့လို့သူတို့မပါတဲ့ဟာတွေကဖြက်စီးတဲ့နေရာမှာတော့သူတို့ပဲဖြက်စီးတဲ့နေရာမှာတော့သူတို့ပဲအခုလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့တရားတော်တော်များများကိုဒီအုပ်စုတွေပဲဖြက်စီးနေတာအော်စောက်ဖွားကြီးဒေါန်သစုကြီးဦးဆောင်တဲ့ NLD ပါတီရဲ့နော်သားသမီးတွေဖြစ်တဲ့ဒါအကြမ်းဖက် PDF တွေနော်သူတို့ပဲဖြက်စီးနေတာဖြစ်ပါတယ်သူတို့ပဲဖြက်စီးနေအဲ့တော့ကျွန်တော်မြန်မာနိုင်ငံဘယ်လိုလုပ်တိုးတက်တော့မှာလဲကျွန်တော်မြန်မာနိုင်ငံဘာလို့ဘယ်လိုလုပ်တိုးတက်တော့မှာလဲကျွန်တော်ပြောတာစစ်ဖြစ်တယ်ဖြစ် မင်းတို့လည်းယောက်ျားသူလည်းယောက်စစ်တက်လည်းယောက်ျားယောက်ျားယောက်ျားချင်းတိုက်တာဘာမှမဖြစ်ဘူးနော်မင်းတို့ဥရဲ့မင်းတို့တက်ငါတို့ဥရဲ့ငါတို့တက်ဒီလိုသွားမှာအဲ့တော့ပြည်သူပိုင်းလန်တရားတွေချိုးဖို့ပြည်သူပိုင်းဆောက်ဦးတွေမေးရှို့ဖြက်ဆီးဖို့ပြည်သူတွေသွာလာနေတဲ့လမ်းကြောင်းကိုမိုင်းထောင်ဖို့ဟိုတိုင်မိုင်းတွေတိုက်ဖို့ဆိုတာကမင်းတို့အကြမ်းဖက် PDF တွေရဲ့မင်းမကြည့်မင်းမကြည့်လောက်ရလားလို့ကျွန်တော်ဒီနေရာနဲ့မေးလိုက်ပြတယ်ဒါဆိုရင်မင်းတို့ဟိုမင်းတို့လည်းယူနီဖောင်းဝတ်ထားတာပါပဲเนาะမင်းတို့လည်းယူနီဖောင်းမဝတ်တော့နဲ့ အယောက်ဝယ်ယောက်ျားလေးဝတ်စုံနေမှာဝတ်တော့ ਨੇ ထမိန်ပတ်ထားလိုက်အေးဘောမင်းတို့ထမိန်ပတ်ရင်ပတ်မှာပေါ့ဘာဖြစ်လို့လဲဆိုတော့မင်းတို့ဒေါန်သန်းစုကြည်ရဲ့အောက်ကဟာတောင်မှမင်းတို့ရှူရှိုက်နန်းနေသေးတာပဲမင်းတို့ထမိန်ပတ်တာတော့မဆမ်းပါဘူးနော်ထမိန်ပတ်တာမဆမ်းပါဘူးမင်းတို့ကအချောက်တွေအချောက်တွေနော်ယောက်ျားမဆန်တဲ့ကောင်တွေအချောက်တွေဟွအဲ့တော့အချောက်တွေကအချောက်လိုပဲသွားတာဖြစ်ပါတယ်နော်အချောက်တွေကတော့ဖင်ချခံရတာညများတယ်ဒီကောင်တွေကလှုပ်ရတယ်ဆိုတာမရှိဘူးနော်ဒီကောင်တွေပဲခံရတာညများတယ်နော်အဲ့တော့မင်းမကြီးမင်းမကြီးမကြမင်းနဲ့ စစ်တိုက်တယ်ဆိုရင်စစ်စစ်ချင်းပဲတိုက်ပါပြည်သူပိုင်အဆောက်အဦတွေမိရှို့ကြမလို့လန်တရားတွေဖျက်ဆီးကြမလို့ပြည်သူပိုင်သွာလာနေတဲ့လမ်းတွေကိုမိုင်းထောင်ကြအောင်မရှိဘူးလို့ကျွန်တော်ဒီနေရာနေမစိတ်ပြလိုက်ပြသည်နော်မစိတ်ပြလိုက်ပြသည်အဲ့တော့အရန်ကြီးလဲမင်းတို့တွေအရန်လောင်မနေနဲ့တရလီရဲ့သူ့အကြောင်းသူသူတိလို့ပြန်ဆုတ်သွားပြီဖြစ်ပါတယ်နော်မင်းတို့တိုင်းရင်သားလက်နက်ကင်ဆိုတာကသူတို့တွေနိုင်လို့ရှိရင်မင်းတို့ပူပေါင်းပြီးတိုက်မယ်သူတို့ရှုံးရင်မင်းတို့ထားခဲ့ပြီးတော့သူတို့သူတို့နေရာမှာကိုသူတို့ပြန်သွားမယ်ပြန်သွားမယ်ဒါကိုမင်းတို့နားလဲဖို့လိုတယ် မင်းတို့ရဲ့ဒါအကြံဘက် PDF เนาะပြည်သူကကွယ်ရေးတက်လို့မင်းတို့ခေါင်းစဉ်တက်ထားတာတွေမကြခင်မျိုးတုံးတော့မှဖြစ်ပါတယ်เนาะမျိုးတုံးတော့မယ်ဒါကြောင့်မလို့မင်းတို့အမြင်မှန်ရပြီးတော့เนาะမသိခင်မှာအလင်းလောင်ဝင်ဖို့ဒီနေရာကနေပြီးတော့ထပ်မှန်ပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်เนาะအားလုံး